အလုံးမဲ့မင်္ဂလာပါကျွန်တော်တို့ football live ပွဲပီတုံးသက်ချက်ကနေပြီးပြန်လေပြီးဂျုံလိုက်ပါလေအဲ့တော့ဒါကျွန်တော်ဒီနေ့ပွဲစဉ်ကားတော့ဒါကျွန်တော်တို့နှစ်ဖက်အသင်းလို့ရတာကျွန်တော်တို့လုံးဝကိုပြောင်းပြန်ဖြတ်သွားခဲ့တဲ့နေဇွဲတစ်ခုလို့ပြောလို့ရမယ်တော့ပါတယ်လက်ရှိမှာကျွန်တော်အမြင်အရပြောမှာဆိုလက်ရှိမှာဒါ CD အသင်းနေနေတာကျွန်တော်တို့ အဒီကွာဒီယိုလာရောက်လာပြီးနောက်ပိုင်းဒီရလက်ပိုင်းအချိန်တွေကလာလက်ရှိအချိန်တွေကလာကျွန်တော်တို့တော်တော်လေးကိုတိုင်ပတ်နေတဲ့အချိန်တွေတခုလို့ပြောလို့ရတယ်ဗောနော်ဒီနေ့ပေါ်စမှာဒါနော်တာဖွက်စကာနောက်ကျပင်ဂိုနဲ့ဒုဒါကျွန်တော် CD အသင်းကိုဒါ73နှစ်အကြာမှာတော့အနိုင်ရရှိခဲ့ပြီဖြစ်တယ်ဒါကိုကြည့်ချင်းရပြီလက်ရှိမှာဒါ CD အသင်းနဲ့ဒါပြန်စမ်းလိုက်တော်တော်လေးကိုလူအပ်ချက်တွေများတဲ့အသင်းကို CD စီကနေတွေ့ခဲ့ရတယ်မှာပါတယ်ဒါပေမဲ့ဒီနေ့ပေါ်စမှာ CD အသင်းလူအပ်ချက်တွေကိုခဏမိထားခဲ့ပြီနူနူအက်စပရက်တိုဆန်တိုစီအသင်းကိုကြည့်ကြည့်အောင်ဒီနေ့ပေါ်စမှာဒါကျွန်တော်တို့တွင်းတော့ ောတဲ့ twin ကိုရဲ့ quality ကတော်တော်လေးကိုဒါကျွန်တော်တို့မြင့်တဲ့တဲမှာပါပါတယ်အဓိကဒီနေ့မှာကျွန်တော်တို့ဒါ Hudson Odoi ရဲ့ twin ကိုမှာအဓိကပါဝင်ပတ်သက်ခဲ့တာတော့ Morgan Giswell ပါ Giswell က immediate မှာ classy ဖြစ်လို့ ਨੇ pass ခုပေးလိုက်တယ်ကျွန်တော်နေကျွန်တော်အဲ့လိုပေးတဲ့ပေးချက်ကျွန်တော်ဘဒူပေးလိုက်မှန်းတော့မသိတဲ့ပေးချက်တစ်ခုဖြစ်ပြီးဒါကျွန်တော် announcer ကနေပြီးတော့ Morgan Giswell ရဲ့ပေးချက်ကြီးကလမ်းပြန်ထွက်လွန်ပါတယ်ကွာဆိုတဲ့ပြောလိုက်မှသာ Morgan Giswell မှသိတယ်ပုံစံပဲသူ့နေတာကျွန်တော်တို့မလိုလားအဲ့ဘယ်နဲ့ဘောလုံးကြီးကိုဆွဲတာဘာညာဆိုသူ့နေ counter pressing မှာဖုံးကနေဖုံးကနေလောက်သွားခဲ့တယ်ဗျ ော့အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့လက်ရှိဒါချန်ပီယံဖြစ်ဖို့နီးစပ်တဲ့လစ်ဗာပူးတင်ကိုပဲ Hudson Odoi နဲ့ဒါ Morgan Gibbs White အတွဲကဘဒုကပေးခဲ့တယ်။လက်ရှိဒီနေ့ပွဲစဉ်မှာဒါ City နဲ့ Twin Go နဲ့ပွဲစဉ်မှာလည်း Morgan Gibbs White နဲ့ဒါ Hudson Odoi တို့အတွဲပဲဒုက္ခပေးခဲ့တယ်မဟုတ်ဘူး။ဒီနေ့ရဲ့ Twin Go က Northern Forest ရဲ့အိမ်မက်တွေအတွက်တော်တော်လေးကိုလှပစေခဲ့တဲ့ Twin Go လို့ပြောလို့ရတယ်။သူတို့နေတာကျွန်တော်နှစ်ပိုင်းတော်တော်လေးကိုခြားနာခဲ့ပြီးနောက်ပိုင်းလက်ရှိမှာဒါကျွန်တော် Champion League ဝင်ခွင့်အတွက်အသက်ပြန်ရှင်ဖို့တော်တော်လေးကိုဒါအဆင်ပြေသွားခဲ့တယ်မဟုတ်ဘူး။ Northern Forest နဲ့ခုနောက်ပိုင်းပွဲစဉ်မှာဒါကျွန်တော်ရလက်ပိုင်းရတာကျွန်တော်အနေနဲ့အတက် ်ကြတယ်များနေခဲ့ပြီးနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ9ပွဲပျောက်တဲ့အထိကိုဒါကျွန်တော်တို့သွားခဲ့ရတယ်မှာပါတယ်။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့လက်ရှိ defending champion ဖြစ်တဲ့ဒါ ဘာလို့ဆို current reigning champion ဖြစ်တဲ့ Manchester City အသင်းကိုအနိုင်ယူပြီးသူတို့နေတာကျွန်တော်တို့9ဘွဲတစ်ဘွဲကိုပြန်လဲပြီးရှာတွေ့ခဲ့တယ်ပေါ့နော် Ipswich နဲ့ပွဲစဉ်မှာလာပြန်စမ်းကြည့်မှသူတို့နေနဲ့ penalty အဆုံးဖြတ်မှာတော့9သွားတယ်ကျွန်တော်တို့နေတာ90 minute မှာကျွန်တော်ထပ်မပြောတော့အဲ့တော့ဒီနေ့ပွဲစဉ်မှာ City ဘက်ကိုပြန်ကြည့်အောင် City တဲ့ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်တိုက်ဆက်ပိုင်းရတော်တော်လေးကိုလစ်ဟာမှုတွေရှိနေတယ် City တဲ့အခုလက်ရှိမှာကျွန်တော်ဒါပွဲကြိုသုံးသက်ချက်မှာဒါအဓိကဆွေးနွေးခဲ့တဲ့အကြောင်းအရာတစ်ခုချင်းပေါ့နော် City တဲ့တောင်းမဲ့နှစုံမဲ့ဒါကျွန်တော် CVO ဒုက္ခတို့အတွဲပဲအဲ့တော့ ဒီတောင်မဲ့တစုံကလက်ရှိမှာဒါကျွန်တော်တို့ဟိုတယောက်ကောင်းပြီဆိုတော့တယောက်မကောင်းဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးတယောက်မကောင်းဆိုတော့တယောက်နှစ်ယောက်လုံးမကောင်းဆိုနှစ်ယောက်လုံးမကောင်းကောင်းပြီဆိုနှစ်ယောက်လုံးကဆောက်ရမ်းကောင်းရတယ်မပေါ့အဲ့တော့လက်ရှိမှာဒါ CBO နဲ့ Doku ကဒီနေ့ပေါ်စံမှာဒါလူလိန်နာလူကြော်တိုင်းတော်တော်လေးကိုကောင်းတယ် CBO နဲ့ Doku နဲ့ကလက်ရှိမှာဒီကစားသမားတွေကဒါကျွန်တော်တို့ပြောရမယ်ဆိုရင်တော်တော်လေးကိုဒါလူဒါပေါ့တိတ်ကောင်လုပ်တဲ့နေရာမှာဒါကိုမန်ကိုမန်ပြီးလုပ်တဲ့ dribble တွေလုပ်တဲ့နေရာမှာတကယ်ကိုချီကျူးစရာကောင်းတဲ့လူတွေဖြစ်တယ် ဒါပေမဲ့ဒီနေ့ပေါ်မှာဒီထက်ပိုမလာဘူးလက်ရှိမှာဒါဒိုကုနဲ့ဒါစီဗီယိုရဲ့အတွဲရဲ့နောက်ပိုင်းပြဿနာဒါပဲ သူတို့အနေနဲ့သူတို့ကောင်းပြီဆိုရင်ဒီထက်ကောင်းတဲ့ပူဇာထက်ကိုဒီထက်ပိုပြီးတော့ဘာမှကျွန်တော်မတွေ့ရတယ်မှာပါတယ်ကျွန်တော်သူ့ရဲ့လူတွေကိုသူကြော်ပြီးပြီကဲဘာဆက်ဖြစ်မလဲဘာမှဆက်မဖြစ်ဘူးပြောကြတာကကျွန်တော်တို့ကိုရုပ်ရှင်ငါးတကောင်းတကောင်းကြီးကျွန်တော်ဒါဘီလပ်ကြီးရောရုပ်ရှင်ငါးဒါတန်ပူရဆောက်ရမ်းကြီးတော့ကောင်းခဲ့တယ်ဒါရုပ်ရှင်မိုင်အဖျားကျတော့ဒါတော်တော်လေးအဖျားရှူသွားတယ်ကာတကနဲ့တွေ့ရမှတော့မပါတယ်ဟာလန်ကဒီနေ့ပုံစံမှာထုံးရတိုင်း service မရတော့ဂူမသွင်းနိုင်ဘူးတိတ်တော့မထူးဆန်းတဲ့ကိစ္စတော့မဟုတ်တော့ဘူးနော်ဘာဒါပေမဲ့ဒီနေ့ပုံစံမှာဖြစ်မနေတာအဓိကဆွေးနွေးဖို့လူတိုင်းပြောဖို့လူတိုင်းက favor တမ်းဖြစ်လာခဲ့တယ်ဖိုတန်နေနဲ့မနစ်ကတွေ့နေမြင်နေရတဲ့ကစားသမားမ မှာဟုတ်ရဲ့လားဆိုတဲ့မိကွန်းတစ်ခုကျွန်တော်မေးရမယ်တော့ပါတယ်ဖိုဒန်အတွက်ကဖိုဒန်ဘက်ကနေ့ပေါ်ဆုံးမှာပြန်ကြည့်မယ်ဆိုရင်ဖိုဒန်အနေနဲ့ why ဘောနော်ငါတို့ဒါကျွန်တော်မနစ်ကတာကျွန်တော်ဟူလီယန်အေဗရက်စ်နဲ့ဖိုဒန်တို့ဒါဆွဲတင်သွားခဲ့တယ်ဒါကျွန်တော်တို့အဲမန်ချက်စတာစီးတီးအသင်းကဘယ်ရောက်သွားခဲ့လဲဆိုတော့မေးခွန်းတော့မေးရတယ်မှာမနစ်ကတာကျွန်တော်အကောင်ဆုံးတနစ်တာအကောင်ဆုံးစုကိုယူသွားခဲ့မနစ်ကပရီးမီးယားလိမှာဖေဖိုဒန်တယောက်တည်းမှွေနှောက်မှုကလည်းဘလောက်တိအင်ပက်မမေ့ရပဲဖေဖိုဒန်ယူနိုက်တက်နဲ့ပွဲစုံမှာတယောက်တည်းကောင်းသွားခဲ့တဲ့ပွဲစုံမျိုးလုံးနဲ့ကမထွက်သေးဘူးဒါခုနကဖေဖိုဒန်ကိုတရာသီကောင်းပြောလဲဖေဖိုဒန်နဲ့ဒါလက်ရှိမှာဒါဇောက်ရှောက်ဒါယာသီတွေမှာတော်တော်လေးကိုကောင်းလာခဲ့တယ်ပဲအဲ့တော့လက်ရှိမှာဒီယာသီမှာဖေဖိုဒန်ကသူ့ယာသီမဟုတ်ဘူးလို့ပဲဆိုရမယ်တယ်မှာပါဒါပေမဲ့ ဲ့ဒီနေ့ပွဲစမှာနောက်တစ်ခုချီကျူးကျင်တာကတော့ကျွန်တော်တို့ Northern Force ရဲ့ဒါကျွန်တော်တို့ခံစစ်ပိုင်းမှာ Marino နဲ့ Melkanovic ပဲဒါကျွန်တော်အဓိကအရင်းချီကျူးကျင်တာ Marino ပဲလက်ရှိမှာ Marino လို့ကစားသမားမျိုးကိုဘာလို့ Real Madrid လောက်ကအထိ scouting လုပ်နေရလဲဆိုအဖြစ်ကဒါပဲပြီးတော့နောက်တစ်ခါလက်ရှိမှာဒါကျွန်တော်တို့လူတိုင်းကဒါကျွန်တော်တို့ Northern Force နောက်တန်းတွေကိုချီကျူးခဲ့မိဒီနေရာမှာဒါ Switch နဲ့ပွဲစမှာလူတော်များသိချင်မှသိမယ် Switch နဲ့ပွဲစမှာလည်းဒါ Sales တွေကတော်တော်လေးကိုအေးပါခဲ့တဲ့နေသားတစ်ခုသွားခဲ့ရတဲ့မှာပါတယ်ဘောနော်အဲ့တော့ ဒီနေရာမှာဒါ sales အကြောင်းတော်နည်းနည်းလေးပြောဒါလက်ရှိမှာ sales ကလက်ရှိ premier league မှာအခုလက်ရှိဒီနေ့ပွဲစံမှာလည်း clean sheet ထည့်ယူခဲ့တဲ့ကြောင့်မို့ clean sheet အများဆုံးရခဲ့တဲ့ကစားသမားတွေကတယောက်ဖြစ်လာခဲ့ပြီအဲ့တော့လက်ရှိ northern fort တခါကြရင်ပြလောကကြီးကထူးဆန်းနေမို့နော်အရာရာအဆိုးပြေပြီဆိုအဖက်ဖက်ကဆိုးပြေတယ်ခင်ဗျအဲ့ဒါကတကယ်လောကကြီးရဲ့ new view ဟာပဲတခါကြရင်ဟုတ်လားဘုသူပဲတခုကောင်းတခုမကောင်းဆိုတော့အခုလက်ရှိမှာဗျာဟုတ်လားဘုသူပဲလက်ရှိ northern fort အသင်းနဲ့ဒါဂိုးသမားကောင်းတယ် tyson ကောင်းတယ်ကွင်းလယ်ပိုင်းညီတယ်အကုန်လုံးကဒီနေ့ပွဲစံမှာ balance ကတော်တော်လေးညီတယ်တိုက်ဆက်ပိုင်းမှာဒါဒီနေ့ပွဲစံမှာ chris suji မကောင်းဆိုတော့ link up play ကိုကောင်းကောင်းလုပ် နိုင်ခဲ့တဲ့မှာပါတယ်ဟတ်ဆန်အိုဒွိုင်းအလန်ကာဆိုတောင်ပေါ်မှာတော်တော်လေးကိုတော်တော်လေးကိုမိုက်ရတယ်မှာပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ပေါ်မှာဒါကျွန်တော်နူးနဲ့ဆက်သွားတဲ့အချိန်မှာဒါရီကိုလူးဝစ်ဝင်လာခဲ့တယ်ရီကိုလူးဝစ်ဝင်လာခဲ့တဲ့ဝင်းဘတ်နေရာမှာဒါကျွန်တော်တို့ရီကိုလူးဝစ်ပြဿနာဒါပဲလက်ရှိမှာစီတီပြိတက်တွေရီကိုလူးဝစ်ကိုတော်တော်လေးကိုခံစားလို့မရကျွန်တော်နေနားလေဒါပေမဲ့ ကျွန်တော်အနေနဲ့အခုချိန်လေးကျွန်တော်ဂွာဒီယိုလာရဲ့အပြစ်ပဲပြောမလားဘာပဲပြော Rico Lewis အနေနဲ့အခုလက်ရှိမှာသူကဘယ်နေရာကိုဆော့မှာကျွန်တော်လည်းမသိသေးဘူး Rico Lewis က DM ဆော့ရလား inverted fullback ဆော့လား center back ဆော့မှာလားဘာနေရာဆော့မှာမှာကျွန်တော်နေရာသိပြီးမသိခွဲတယ်မပါတယ်ဒါကခုနက back ball line ဒါကျွန်တော် flexibility အလွန်ကျွံသုံးတဲ့နောက်ကနေပြီးဖြစ်လာတဲ့နေထားမှာပါတယ်လို့ကျွန်တော်အနေနဲ့ပုံကူရမြင်မိတယ်မှာပါတယ်ဒါပေမဲ့ဒီနေ့ပုံမှာခုနကပုံတွေတယောက်တည်းနောက်တန်းမှာဒါ Kasanov ကိုပဲတနာတယ် Kasanov နဲ့ဒီနေ့ပုံမှာတပွဲလုံးတန်းရသူအကောင်းဆုံးကြိုးစားခဲ့တယ်ဒါဒီနေ့ပုံမှာဒါ twin သွားတဲ့ twin ကွာဆာ Kasanov နဲ့အများကြီးကျွန်တော်အနေနဲ့ဒါပြော 不用录节目，我说 ဒီနေ့တွင်းတော့တွင်းကိုမှာအဓိကလိုအပ်ချက်တွေများစွာကဒါကျွန်တော်ပြောလို့ Edison လဲလိုအပ်ချက်တွေကိုကျွန်တော်နည်းနည်းမြင်မိတယ်မပါတယ်။ဒါကျွန်တော် Hudson Odoi ပြေးဆွဲလာတဲ့အချိန်မှာဒါအလွန်ကျွံရှစ်တက်နေတဲ့ City အသင်းရဲ့ Wing back တွေကအလွန်ကျွံရှစ်တက်နေတယ်။ဒါဒီနေ့ဝင်မှာပိုဆိုးသွားတာပေါ့နော်။ကျွန်တော်နည်းနည်းမြင်ပြီးတော့ City အသင်းနဲ့ Nico Gonzalez ကိုလဲလိုက်တာပိုဆိုးသွားတယ်လို့မြင်တယ်။ DM တွေမှာခုနပြောလို့ဒီနေ့ပုံမှာဒါကျွန်တော်ဟိုအရန်ကြီး rating ကိုလား rating ကိုမကြည့်နိုင်ခင်ဗျ။ဒီနေ့ပုံမှာ Queen Level တက်ပို့နေရမှာဒါ Nico Gonzalez နေတဲ့ AC ဒါကျွန်တော်ဟိုလိုလိုဒီလိုလိုသူထိနေတယ်။ထိနေတဲ့အချိန်မှာ Nico Gonzalez အနေနဲ့ဒီနေ့ပုံမှာဒါအဝါကက်ရလို့နီးပြားကစိုးရင်လို့ထုတ်လိုက် ဲ့ပုံရပါတယ်ထုတ်တဲ့အချိန်မှာဒီကွေးလယ်ဘိုင်းကြီးမှာတော်တော်လေးကိုလစ်ဟာသွားခဲ့တယ်မှာပါတယ်ဒါကိုဗာစစ်ဝင်လာခဲ့မှာကိုဗာစစ်နေလစ်ဝင်မှာဒါကန်စစ်ဆိုရတဲ့တိုက်စစ်ကိုပူပြီးအာဆိုင်တယ်မှာပါတယ်အသင်းကလည်းဂိုးလိုနေတာဟုတ်အဲ့တော့ဒီနေ့မှာတခုနကအလွန်ကြိုတာခုနကဝင်းဘတ်တွေကိုဒါကျွန်တော်တို့ကွေးလယ်ဘိုင်းတွေကိုတိုက်စစ်ကိုအလွန်ကြိုဆော့တဲ့အချိန်မှာဒေါ်တာဖွဲ့စင်ဒီနေ့ရဲ့အာသအချက်အကြီးမားဆုံးအချက်တွေကတစ်ခုဖြစ်တဲ့ counter track guide နဲ့ပဲဒီပုံစံမှာတတ်သွားခဲ့တယ်ဒါပေမဲ့ဒီနေ့မှာဖြစ်မနေချီချူဝါမှာကတော့ Morgan Gifford ပါပဲကျွန်တော်တို့က man of the match ကိုဒါကလူတိုင်းဟာဆယ်အိုတော့မနေကျွန်တော်တို့ကတော့ the game of the match ကဒီပုံစံမှာ Morgan Gifford ပဲ space team မှာရအောင် total job tactical ကကျွန်တော်နားလည်ရကောင်းမှုပေါ့ဒါပေမဲ့ space team မှာတိုးတယ်လှုပ်တယ်ကွင်းလယ်မှာလည်းသူရှိရနောက်ထိဘောလုံးဆင်းယူတယ်ပြောချင်တာတကယ်ကိုပြကျွန်တော်ဒါအလုံးဝကို seriously အရန်ကောင်းတဲ့ဘောလာတယ်လို့မြင်တယ်လာမယ့်နေ့ရက်ဒီမှာဒါအသင်းကြီးအနေနဲ့ခေါ်ကိုခေါ်တင်တဲ့ကစားသမားတယောက်လို့မြင်တယ်ဒါပေမဲ့ဒီကစားသမားတယောက်အနေနဲ့အသင်းကြီးကိုခေါ်မယ်ဆိုလဲအသင်းကြီးကခေါ်ပြီးတော့ဖြက်စီးပြမှာကျွန်တော်နဲ့စိုးရင်တော့ပါအဲ့တော့ Nonavus အသင်းနဲ့နောက်နှစ်မှာသာ Champion League ဝင်ခဲ့မယ်ဆိုတော့ဒီကစားသမားတွေကိုပိုင်ရှင်နေအနေနဲ့ထိမ့်သိမ့်တင်တယ်လို့ကျွန်တော်အနေနဲ့ပုံကိုရမြင်မိတယ်ဒါပေမဲ့လက်ရှိမှာဒီနေ့ပွဲစဉ်မှာက တော့ Northern ဖွဲ့စည်းအကောင်းဆုံးယာတီတစ်ခုဆိုဆက်လက်ပြီးပြသနေပြီးတော့ City တင်းရဲ့ backward လက်အောက်ဒါကျွန်တော်တို့တော်တော်လေးကိုဆိုးရွားတဲ့ယာတီဆိုဆက်လက်ပြီးတော့ပြနေစေဖြစ်တဲ့ဒီနေ့ပွဲစဉ်မှာပြရုပ်တစ်ခုပွဲစဉ်တစ်ခုလို့ကျွန်တော်နေနေပြီးတော့ဒီနေ့ပွဲစဉ်မှာ No Aspirato Santos ရဲ့ကျွန်တော်အသင်းကိုတော့ချီချူးတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကောင်းပြီးပေါင်းဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U ရဲ့လင်းလေးတွေကိုထည့်ပေးထားကြကျွန်တော်မျှော်ကွန်ကြည့်ပြလို့ရပါတယ်ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရများများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်အောက်ကကွန်မန့်တွေထဲမှာလည်း Youth Sport 4 media 3 point ဆိုတော့ TV4 ရဲ့လင်းလေးတွေကိုထည့်ပေးထားကြပါကျွန်တော်မျိုးဆိုကိုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်များများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဗျများများ clip ပါအမြန်တမ်းဖြစ်ပါတယ်အားလုံးကျွန်တော်တို့မှာကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးတယ်ပဲကျွန်တော်တော့ကိုပြပါဦးဒီပါဗျ